တရားဘွားတခုအဆုံးသတ်တော့မယ်ကိုချက်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုပ်ကြတယ်အဆိုးတာတွေလည်းလုပ်ကြတယ်နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆိုးတွေကိုဘုရားရဲ့အကောင်းဆိုးတွေအရေးတစ်ခွဲဥပ္ပယစိတ်ကိုမှတ်မှုပြီးတော့ဟောလာတယ်ဒါသိရမှာပဲတရားဘုရားအချိန်ရောက်လာပြီဆိုလို့ရှိရင် ကိုယ်တို့ခဲ့တဲ့လိုရတဲ့ပြန်ပြီးတော့အိမ်မက်ချင်းပါလို့တကယ်ပဲမြင်ရတာလို့စိတ်အစင်မှနှောင်းပို့ပြီးတော့ပေါ်လာနိုင်တယ်။အဲ့လိုနှောင်းပို့ပြီးတော့ပေါ်လာတဲ့အခါမှာသုံးမျိုးရှိတယ်ပေါ့။ကိုယ်တို့ခဲ့တဲ့ကံအာယုံကတခုကမ္မနိမိတ်ဆိုတဲ့သူကတော့အမှုတော်ကံကိုလုပ်တဲ့အချိန်ကဖတ်ဝတ်ခြင်းအခြေအနေတွေကတခုကတိနိမိတ်ဆိုတဲ့ နောက်ဘဝဖြစ်ပေါ်လာမယ်အရင်ကပိတ်ဒီဂျွန်းနေခြင်းတရားတစ်ခုသုံးခုရှိအဲ့ဒါကိုကံကမ္မနမိတ်ကတိနမိတ်လို့ပြောတယ်။အဲဒီကတိပုဂ္ဂိုလ်မှာဒီသုံးမျိုးပေါ်လာတဲ့ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လို့တော့မယ်ဆွမ်းအားပြည့်တဲ့အခွင့်ညာလာတဲ့ကံတရားတစ်ခုစိတ်အစဉ်ကိုတောင်းပန်ပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ် အဲ့လိုပေါ်လာတဲ့သူကြောင့်ပေါ်လာလို့ဆိုရင်ကံတရားရဲ့ဆိုင်တတိနဲ့ကြောင့်ပေါ်လာတယ်။သူကမှလာလို့ပေးတာမဟုတ်ဘူး။ကံတရားရဲ့ဆိုင်တတိနဲ့စိတ်အစဉ်နဲ့မှဒါလေးလာပေါ်တယ်။အဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဘုရားမင်းတို့တရားမှာစိတ်ဆိုးခဲ့တဲ့ဓမ္မတန်နဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်စိတ်တွေတို့နေတဲ့စိတ်တွေဆိုးနေအရင်ကခံစား ဒီခန္ဓာကိုယ်ကဘုရားမျိုးဖြစ်လာတယ်။ဘောကောင်းတာတွေညှို့နေတဲ့ပုဂ္ဂိုလ်ကယောကပ္ပံတိုင်းတဲ့ဘုရားကိုအောင်ပြုလို့ဆိုအဲ့ဒီအခြေအနေလေးလာပုံပါပဲ။စိတ်ဆင်းတဲ့မှာအဲ့ဒီကံအာယုံပေါ်လာတယ်။အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မန်ပေးလို့ဆိုတဲ့အခြေအနေ conditions of karma ဒါတွေလည်းပါတယ်။တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှိရင် ဘုရားကနေမတရားထိုင်နေစေဘုရားယုံကြည်ပါလေပေါ်နေဘုရားကိုစိတ်ပြီးပန်းရည်ကြတဲ့စကတ်နာနေပဝဲကျေချင်းတွေကောင်းစိတ်ထဲမှာအိမ်မက်မက်လုံးလာပြီးပေါ်နေတတ်တယ်ဒီမကောင်းတဲ့လုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့အခြေအနေမျိုးတွေနားပေါ်တတ်တယ်ဆိုပါစို့ပြိဿန်တွေကိုတတ်ဖြတ်နေတယ်ဆိုရင်အော်ပြိဿန်တွေကိုတတ်နေရတယ်လို့ မတာဖြစ်တယ်တိရိစ္ဆာန်ကကိုယ်ရန်လုပ်တယ်ကိုယ်ကတိရိစ္ဆာန်တတ်နေတယ်အဲ့ဒီပုံစံမျိုးတွေဟာပုံတူတယ်ပေါ့မဝမ်းကျင်အခြေအနေတွေကောင်းတာပေါ့အဲ့ကမှန်းပိတ်တယ်ပေါ့လေကတိမပိတ်စံကြတော့ပုံပုံဒီမျိုးမျိုးပေါ့ဘုဒ္ဓစာပေကျမ်းမှာရေးထားတာကတော့လူပြေပြန်ရောက်မဲ့ပုဂ္ဂိုလ်တရားမှာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်တဲ့ကတခုပြောတဲ့သဘော တခြားသိနေတဲ့ဂတိနိမိတ်ပေါ်တယ်လို့ပြောတယ်အဲ့ဒီဂတိနိမိတ်ပေါ်လာမှာလဲဆိုဒီကနေ့အချိန်မှာကုသကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကတေခင်ဇောနဲ့ပေါ်သွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်ထဲလိုလိုဘာတွေပေါ်တတ်တယ်လူကြီးပြန်ရောက်မဲ့ပုဂ္ဂိုလ်ကဒီတစ်ပြိုင်ရောက်သွားတယ် အင်းတဲ့အင်းတွေ့တယ်အဲ့ဒီအင်းပေါ်တက်သွားတယ်ဒါလည်းကတိနဲ့ပဲအဲ့ဒီအင်းပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအင်းကလူတွေကသူ့ခေါင်းသွားတယ်ဒီလိုပေါ်တာမျိုးတွေဒီနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းနတ်ပြည်ကနန္ဒာမေကသူ့နာမခေါ်နေကြတယ်ယထာနဲ့တည်းတည်းခေါ်သွားတယ်ဘုရင်ကဒီမှာနေတဲ့သူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ပေါ့ ိုရောက်နိုင်တဲ့နေရာတွေကိုချုပ်တင်ပြီးတော့ဖြစ်ရမယ်ရောဖြစ်လာတာမျိုးမျိုးဒါကတိတွေလို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ကတိတွေကလည်းရှိတာသေးတယ်ပေါ့တာမန်ပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးတတိယပုဂ္ဂိုလ်တွေကမမြင်ရဘူးအဲ့ကိန်းကန်ရှိကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်ပြတာကတိတွေကတော့ရှိတတ်တယ်ပေါ့အဲ့လိုမျိုးလည်းရှိတယ်ဓမ္မိကဥပဒကရဲ့ဝတ္ထုမှဆို ဓမ္မိကဥပဒနာကြီးရအကြည့်တဲ့ယောဂဝိညာဉ်ဖြစ်ပြီးတော့တေခံလေးဆက်ဆက်ရောက်နေတဲ့အချိန်မှာဇာတိတက်ပြီးတော့မဟာသတိဗ္ဗံတုနာနေအဲ့လိုတရားနာနေတဲ့အချိန်မှာဓမ္မိ၆ခန်းကတန်ခါနေသူ့အိမ်ကရောက်လာပြီးတော့ခေါ်ကြတယ် ျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ပုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးအလူရဲ့ခေါ်ကြတယ်။အခုခေတ်ဆိုင်ကဘာဖြစ်နေပါလဲ။ခေါ်ကြတယ်။ယထာစေတို့တို့စေတို့အလူရဲ့အဲ့ဒါခေါ်လာလို့ပဲသူတို့ကခေါ်တဲ့ကျမ်းတည်းရဲ့ဘာသာတိပ္ပံတို့ရွတ်တာကိုနားနေတဲ့ခါကြီးကဘာပြောတော့ဆုံး ေကြပါဆိုင်ကြပါဆိုင်ကြပါလို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တယ်တရားနာလို့သူ့လားခေါ်နေတာအတန်လေးနဲ့ကြားဆိုင်ကြပါဆိုင်ကြပါဆိုတော့ရှင်ဘော်တွေကသူ့ရခိုင်းတာဖြစ်နေဆိုဆက်ပြုံးတော်ရတာကြာအဲ့ဒီချိန်မှာသူကပြောသွားတော့ညာတော်တွေပြန်သွားတော့မှပြန်တတိယနာနေတာဒီသားတွေကဘုရားညာနာတယ် အဖေလို့ခေါ်နေကြလဲသူကပြန်လဲလာတော့မင်းတော့ခုနကအဖေရဲ့သာမန်ရိပင်တရားခဏရပါအောင်ဆိုင်အောင်ဆိုင်အောင်ဆိုလို့ကိုရော်ရီပြန်ရောက်ကုန်ဆောဘာကိုရော်ရီကိုပြောတာမဟုတ်ဘူးကဲနောက်ပြီးတော့ခေါ်နေကြတာဟိုကတတိကယထာနေလာခေါ်လို့ဘာမှမညာဘူးလားလို့ဘူးမအောင်ဘူးသူ့ဖေရောင်းကြမ်းနဲ့ပြောတယ်မထင်ကြဘူးအေးအဲ့လိုဆိုရင်အာဖျက်စီကသင်ချာမြင်နေတယ် တော့ပြတယ်ဘုရားအကောင်းဆုံးဘုရားကဘုရားလောင်းနေနေတဲ့တုတ်တိတံကိုအကောင်းဆုံးပဲဆိုပြီးတော့ဘန်ကုန်းတို့တောင်းပြီးတော့အဲ့ဒီတုတ်တိတံကိုငါနိုင်ထားဆက်ပြီးတော့ပြစ်ပြီးချိန်လိုက်တဲ့အခါပန်းကြံလို့မြင်ရတဲ့တိုင်ချာတထားလို့မြင်ဩအဲ့ဒါဆိုလို့ရှိရင်သူမျက်စိနဲ့တကယ်မြင်ရတဲ့ကတိနမိတ်ကလေးပေါ့တကယ်မြင်ရတဲ့အနေအထားတစ်ခုပဲပေါ့ထို့သူပဲ အနာဂတ်ဥပဒေကစိတ်ဓာတ်သူကျဲဆိုတဲ့တရားရေးရတယ်။တရားမူအချက်မှာအလုံးမီနာစုကဝိုင်းပြီးတော့နေတဲ့အချက်မှာနှုတ်ထဲကနေပြီးတော့ပြောတာမှပြောတယ်။ဒီဓာတ်နဲ့မပြဲပါဘူး။ဓာတ်နဲ့မပြဲပါဘူး။ဓာတ်နဲ့မခိုင်ပါသေးပါဘူး။မျက်စိရဲ့ညာဘက်ကိုအဲ့လိုပြောတော့မီနာစုကထင်တယ်။ ဘောအပြင်တရားတင်းကြောက်ရောင်းနေတာလည်းလူတွေအောင်ပဲ။အဲတရားတင်းမှာပြောရတဲ့ခဏဆိုဘယ်ကကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်။အဲ့ဒါတတိလဲလာတဲ့အခါပြန်ပြီးတော့ဘာဖြစ်လို့အဲ့ဒါပြောတာလဲဆိုတော့မဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့။ဘာသာမှလာတယ်၊နတ်တွေလာတယ်။ညာပြီးတဲ့အခါနတ်တွေကပြောတာ။အဲ ိတ်ကူးနေတဲ့သူမထက်ပေါ်မှာကြောက်ရအောင်အဲ့ဒီကိုစိတ်ညှို့လိုက်အဲ့ဒီစိတ်ညှို့နေအဲ့ဒီနေ့ကိုရောက်လာမှာအဲ့လိုနားနာပြောကြတယ်နားနာပြောလို့အေးပြင်းလို့ဘုံနဲ့ပြေးမှာပေါ့ဘာအဲ့လိုဘုံရဲ့ဘုံသာဝရဘုံမဟုတ်ပါဘူးလေခဏပြောတာအားနဲ့သူတို့နဲ့စကားပြောနေတာတော့ဒီလိုဆိုလို့ရှိရင်သူရဲ့ဒီနေ့နေ့ကြီးဟာလည်းပဲသင်နေတယ်ဆိုတဲ့အရင်းပေါ့ဟုတ် ဲတော့ခဏဒီပိတ်ချက်ပုံတွေကြီးနေတာအများကြီးပဲဒီငရဲကြမဲ့ပုံပုံဆိုလို့ရှိရင်ငရဲပြီးရင်ချက်တတ်တယ်ခွင်းနဲ့ကြည့်ရင်ချက်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲဖို့တော့တာတမျိုးရင်ချက်တတ်တယ်စံကြောင်းလို့ဒီမျိုးလုံးကြီးပြုပြီးတော့ရုံးတန်ပြီးတဲ့ကောင်မတည်ကြတာပဲသူ့လမ်းဆွဲဖို့နေလို့သူလှမ်းနေတယ်လို့ဟုတ် Elu, det kan bli ett sätt dunia ha en sån här dengan anak är Men det är Jadi kalau tarik jodoh media, tukar nasma. Saya ini lima. Tiga ni, jadi kalau ni, kita ni mungkin susah sama dengan nas. Kalau bukan ini, tu aja ni kamu. Tukar jodoh ni တချို့လူတွေကရုပ်ခံပြီးတော့ဒီသွားတယ်တချို့လူတွေကပြန်ပြီးတိုက်ခိုက်ပြီးတော့ဒီသွားတယ်တချို့လူတွေကမျိုးလုံးကြီးပြုပြီးတော့ဒီသွားတယ်ကြောက်စရာလားတရားမကြည့်လို့ကြောက်ပြီးတော့ဒီသွားတယ်တချို့လူတွေကျတော့ပြုံးပြုံးလေးနဲ့ဒီသွားတာလူမျိုးစုဒီသွားတယ်လို့ကအနိကပ်ပြီးတော့ကြည့်ရအဲ့ဒါတွေကဘာကြောင့်လဲလို့ပြေးဘူးခင်ဗျာဘုရားမှာတရားတော်ရရတယ်ခုနပြောတယ်ကံကမ္မတ္တိကတိပ္ပိက တွေ့နေတဲ့အခါမှာလူတွေရဲ့ဉာဏ်အခြေအနေကပြောစရာတွေတွေ့တဲ့အခါကျတော့ပြုံးတယ်ပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ရောက်တာခံတာပေါ့အဲ့တော့ကြောက်စရာလက်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့အမိတ်တစ်ခုပဲပေါ့ပြောစရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှိရင်တော့အဲ့ဒီကကောင်းတဲ့ပုံရောက်တာတိတ်တာဒီတော့ကျွန်တော်အဲ့ဒီအချိန်မှာကိုတို့ရဲ့ကံပြားတွေဟာ ိတ်ကပဲမိမိစိတ်ကိုဖောင်းပို့ပြီးတော့လာကတည်းကအဲ့ဒါလို့ဖောင်းပို့လာပြီးဆိုလို့ရှိရင်ဘာဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်လေးဟာတိုင်းပြတ်နေပြီးတော့အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးဖာလို့မရဖယ်ပြစ်လို့မရဘာလို့လဲဖယ်ပြစ်လို့မရလဲလို့ဆိုရင် အဝိဇ္ဇာကအဲ့ဒီချိန်မှာတွန်းပို့တာဖြစ်တယ်။စိတ်ကိုတွန်းပို့တာအဝိဇ္ဇာကတွန်းပို့ထားပြီးတော့နေတဲ့အချိန်မှာတဏ္ဍာဆိုတဲ့အတွေ့အကြာကနေပြီးတော့ဘဝကြဥပမာမယ်ဆိုတော့မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏ္ဍာကနေပြီးတော့တွေ့တာမှုပေးတယ်။အဲ့ဒီလိုတွေ့တာမှုပေးထားတော့ ဒီစိတ်အစဉ်လေးကဒီအာယုံပေါ်မှာညွတ်တယ်လေဆိုတဲ့အချိန်လေးကိုကံတရားကနေဘဝတည်းကိုပြစ်ချလိုက်တယ်တဲ့။ဘုံပောင်းပြီးတော့အနုလုပ်တဲ့သဘောပေါ့။အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ဝယ်ပေးထားတယ်။မမမြင်ဖယ်အောင်ဝယ်ပေးထားတယ်။ဘုရားရဲ့ကျင့်တယ်เนาะအရှိတာလေးကျင့်တယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကအပြုတ်ကန်းစီ မ္မကညွတ်နေတဲ့အပေါ်ကံတရားကနေစဉ်းစားပြီးတော့ပြစ်ချပေးလိုက်တယ်။ဒါနဲ့ဒီဘဝနဲ့အဆုံးသတ်ရအောင်နောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့။အဲတော့ရောက်သွားတဲ့ဆရာဘူးရောက်သွားတာလို့ဆိုဘူးကရောက်သွားတာတော့ဟုတ်။အကြောင်းနဲ့အကျိုး။နောက်ဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တကြိုင်နဲ့ကံတရားကဖန်ပြလိုက်ပြီးအတွက်ကြောင့် ဘဝတည်းကခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်လေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးကမတည်ခင်ကယူထားတဲ့အာယုလေးရဲ့အပေါ်မှာသူကနေရတာအဲ့ဒီဝိပါကစိတ်လေးကကံဆိုတဲ့ဉာဏ်ပေါ်မှာပေါ်ပေါ်လာဖြစ်လို့ကံမှန်ခိတ္တံမြတ်စွာဘုရားဟောတယ် အဲ့ဒီမှာတဏှာကနေအထောက်ကူပြုတာဖြစ်သောကြောင့်တဏှာတည်းပေါ်ဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစိတ်ကကံဆိုတဲ့ဒီမှာပေါ်မှာတဏှာဆိုတဲ့ရေအစိမ့်လေးတောင်းထိတိုက်ပြီးအတွက်ကြောင့်မျိုးစိတ်ကနေပြီးတော့အပြစ်ကလေးဆင်းပြီးတော့အကြောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်တာအဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏ တဏှာကအနည်းအားလို့ပြောရတယ်ဒီလိုဆို